ဲကြီးတော့က2100ဟိုကနန်းပြားတော့က2500အဲနှုတ်ခေါက်ဆွဲက1500မုန်းခင်က1500အစုံတော့ကအခုလက်တော်တော့ပဲဈေးတက်သွားတာပါ1800အာနာနာနဲ့ပဲတက်ရတယ်ကိုယ်ဆိုင်ကဘယ်လိုပြောရမလဲဝင်နှန်းလေးတွေကစားများတာဟုတ်အဲ့တော့ကျတော့ဟိုရှင်လဲလျှောက်တာပြားလဲဆွဲတာပေါ့ဟိုချားတာပေါ့ဟိုကဒီရန်ကုန်မှာကျတော့စီတွေနဲ့ပဲတောက်တာလေစီရို့ကြက်သားရီတို့နဲ့ ဟင်းပြည့်ရေရကြတော့ဒီအညာစတိုင်လေးရကြတော့ကျွန်တော်တို့ဘယ်လိုပြောမလဲမအီယူတော့ရဒီဟင်းပြည့်ရေလေးပါတဲ့အတွက်အဲ့ဒါကြောင့်ထည့်ထုတ်တာပါ customer အများစုကတော့အခုဟိုအညာပလာတာသုတ်ကိုတော့တော်တော်ကြိုက်ကြတယ်အညာပလာတာသုတ်ရဲ့အဲ့နန်းကြီးသုတ်ရဲ့တော့အများဆုံးပဲကျွန်တော်တို့ရောင်းရတာဟုတ်ကဲ့ရန်ကုန်မှာရောက်နေတဲ့အညာဒေသဟို customer တွေကိုလည်းဟိုကျွန်တော်တို့ဒီအညာဒေသအစားအစာလေးကိုလာစားပါအောင်လို့ဖိတ်ခေါ်ပါတယ် ဟိုက2016ခုအစပိုင်းလောက်ကဒီအစားတောက်တွေပါပဲဟိုပလာတာရဲ့အရင်အဲ့နန်းကြီးတောက်ရဲ့နန်းကြီးတောက်ကလေးကတော့ကျွန်တော်တို့အညာစတိုင်လေးပေါ့ကျွန်တော်တို့ပဲရည်လေးနဲ့တောက်တာဆိုတော့ကြာလူတွေကလည်းကြိုက်ကြတယ်မအီလို့လေစီတွေအများကြီးလည်းမထည့်တော့မအီဘူးပေါ့ အဝါနန်းပြားသမကတော့ဒီမှာကတော့ဒီလိုရိုးစီချက်နဲ့ဟိုကစက်သားဟင်းရည်နဲ့ပဲလေကျွန်တော်တို့အညာမှာကြတော့ဒီပဲရည်လေးရယ်စက်သားရည်လေးရယ်ရောပြီးတော့နေတော့ကြတော့အဲ့အနံ့ရတာပြည့်စုံတာပေါ့အဲ့လေပိုးပြီးတော့စူစူလေးဆိုတော့ကြာမအီတော့ဘူးဗျာကျွန်တော်တို့ကတော့မအီအောင်လဲထည့်တော့ရတယ်ရတယ်စားလို့လဲကောင်းအောင်လူတွေလည်းမအီအောင်ပေါ့ဟုတ်အဲ့လိုမျိုးလေးလောက်ตาบ่เนาะ ရင်းပြင်းရတော့ဟုတ်တယ်ပုံမှန်သူပဲလောက်တာဟိုဂျင်းကျက်သွန်ပြူစီတက်စီတက်ပြီးတော့ကြတော့ရင်သွေးပွက်အောင်တဲပြီးရင်အဲ့ပဲစိမ့်ပုံကလေးကိုကျိုးပြီးတော့ဖြောပြီးတော့ကြတော့အဲ့ဒါလေးကိုရင်သွေးပွက်တဲ့ခါကျထဲ့အဲ့ဒါမှပွက်လာတော့ကြတာပဲရည်လေးဖြစ်လာတယ်ပေါ့နော်အဲ့မှာလည်းအတုတ်သေးကိုဒီပဲရည်လေးထည့်တယ်ပြီးနေတော့ကြတော့ရတာရှိတယ်ဟုတ်ကွာချားတာပေါ့ဟိုကဒီရင်ကုန်မှာကြတော့စီတွေနဲ့ပဲတုတ်တာလေစီရို့ကြက်သားရည်တို့နဲ့ ဟင်းပြည့်ရည်ကကြတော့ဒီအညာ style လေးကကြတော့ကျွန်တော်တို့ဘယ်လိုပြောမလဲမအီဘူးပေါ့ရာဒီဟင်းပြည့်ရည်လေးပါတဲ့အတွက်အဲ့ဒါကြောင့်ထည့်ထုတ်တာပါအဲသူများတွေကအဲ့လိုအဆုံးသုံးလေးမရောဘူးလားမရောဘူးလားဆိုတော့ကြတော့ကိုယ်ကရောင်းရင်လည်းစိတ်ကပေါ့လားလေကိုယ်ကလည်းအစားတော့ဆိုကောင်းကောင်းရောင်းရင်တာပေါ့အဲ့မှာလည်းကဲအဆုံးသုံးလေးပါထည့်ရောင်းမယ်အဲ့အစုံစုံထဲမှာထည့်တဲ့အချင်းရည်ကိုလေကျွန်တော်တို့ကဒီလိုရိုးရိုးရည်နဲ့ဖြော်တာမဟုတ်ဘူးအိမ်မာလေးပုတ်ပွက်စုအောင် ဟောယောဂါတွေမရအောင်ပေါ့ဒီအခြေကိုလည်းပုတ်ပွက်စုအောင်တဲပြီးမှကျွန်တော်အေးခံပြီးမှသုံးတာပါဟာပြီးရင်လည်းလူတယောက်ကအစာအတော့ကိုဟွာဘယ်လိုပြောရမလဲတချို့ကမျက်စိနဲ့ပဲပုံရစားတာလေကျွန်တော်လည်းအပြင်းတွေထွက်တယ်ဆိုလို့ရှင်ဒီစားအစာအတော့မှာတန်ရှင်းသလားမတန်ရှင်းဘူးလားဆိုတာကိုမျက်စိနဲ့အရင်စကြည့်လိုက်တယ်အဲဒီဆိုင်ကတော့တက်ရက်တယ်ဆိုရင်တော့ဝင်းစားတယ်ပေါ့မတန်ရှင်းဘူးဆိုရင်တော့ကျွန်တော်လည်းဝင်းမစားဘူးလေအဲအကြောင်းမလို့ ဒီအစားတော့ကိုတန်တန်ရှင်းရှင်းတတ်တတ်ရရဲ့အဖြစ်အောင်အတက်နိုင်ဆုံးအဲလက်အိတ်ဆိုလဲကျွန်တော်တို့ဟိုတစ်ခါသုံးပြီးတစ်ခါပြစ်လိုက်တာပဲပေါ့အမြဲတမ်းအစားတော့ကိုကင်တော့မယ်ဆိုရင်လည်းအမြဲတမ်းလက်အိတ်ကိုနှစ်ဖက်ကင်ပြီးမှကျွန်တော်သုံးပါတယ်ဟာရနိုင်တဲ့အစားစာလေးကတော့ဟိုနန်းနန်းကြီးတို့ရဲ့ပလာတာတို့ရဲ့နန်းပြားတို့ရဲ့ပြီးရင်နို့ခေါက်ဆွဲမုံဟင်းကအစုံတို့ခေါက်ဆွဲတို့အဲ့ဒါလေးတွေအကုန်ရပါတယ် customer အများစုကတော့အခုဟိုအညာပလာတာတော့ကိုတော့တော်တော်ကြိုက်ကြတယ်အညာပလာတာတော့ရဲ့အဲ့နန်းကြီးတော့ရဲ့တော့အများဆုံးပဲကျွန်တော်တို့ရောင်းရတာဟုတ်ကဲ့အဲ့တော့ကြာကျွန်တော်တို့ဈေးနှုန်းကတော့အညာပလာတာတော့ကတော့2500နန်းကြီးတော့က2200ဟိုနန်းပြားတော့က2500အဲ့နှုတ်ခေါက်ဆွဲက1500မုန်းခင်က1500အစုံတော့ကအခုလက်တော်ပဲဈေးတက်သွားတာပါ1800အကုန် ဆဆရရကုံသိန်းနှုံးတွေကလည်းတက်တဲ့အခါကျတော့အာနာနာနဲ့ပဲတက်ရတယ်ကိုဆိုင်ကဘလို့ပြောရမလဲဝင်နှန်းလေးတွေကစားများတာဟုတ်အဲ့တော့ကျတော့ဟိုရှင်လဲလျှောက်တာပြားလဲဆွဲတာပေါ့အလုံးအစင်ပြေအောင်တော့ဆောင်ရွက်ပြီးတက်နိုင်တယ်လို့ဆောင်ရွက်ပြီးပါဟာအဲနေရာလေးကတော့ကျွန်တော်တို့ဝေဇန္နာလန်းနဲ့ယရနာလန်းတောင်မှာပါလန်းတောင်ယရနာမွန်အင်ယာအောင်ယရနာစေကန်းနဲ့ကပ်ရက်ပါ ်ဟုတ်ကဲ့ဖုန်းနံပါတ်က order ဘာတွေမှာမယ်ဆိုရင်တော့ဖုန်းနံပါတ်က6533လုံး296ခွန်ပါကြက်ဟုတ်တယ်ဟုတ်တယ်ကိုအညာဒီရန်ကုန်မှာဟုတ်ကဲ့ရန်ကုန်မှာရောက်နေတဲ့အညာဒေသဟို customer တွေကိုလည်းဟိုကျွန်တော်တို့ဒီအညာဒေသအစားအစာလေးကိုလာစားပါအောင်လို့ဖိတ်ခေါ်ပါတယ်